မင်္ဂလာပါခင်ဗျရှောင်းခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ကင်းပြည်နယ်မြောက်ရီမြို့နယ်ကတင်ငန်းညီနောင်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခတ်မရ395တပ်ရင်းကို GNL ပူးပေါင်းတပ်တွေကသိမ်းပိုက်မှုတွင်စစ်ကောင်စီတပ်သားအများပြားပြေကုန်ကြတဲ့အပြင်လက်နက်140နဲ့ခဲယံအမြောက်များကိုသိမ်းဆည်းရရှိထားတယ်လို့ GNL ဗဟိုကထုတ်ပြန်လိုက်ပါတယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်198ဦးကို မြန်မာနိုင်ငံကိုပြန်ပို့ဖို့ဆွေးနွေးနေရပြန်တဲ့လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဝင်ကြီးကအသိပေးလိုက်ပြီးထွက်ပြေးလာတဲ့သူတွေကိုအစားအစာတွေပါကျွေးမွေးထားရတဲ့ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ဂင်းပြည်နယ်မြောက်ရီမြို့နယ်ကသင်ငန်းကြီးနောင်အခြေစိုက်အကြမ်းဖက်စစ်ကောင်စီရဲ့ခမရ399တပ်ရင်းကို GNL ပူးပေါင်းတပ်တွေကသိမ်းပိုက်မှုအတွင် စေကောင်းစီတက်တာအများအပြားပေကုန်ကြတဲ့အပြင်လက်နက်140နဲ့ခဲယမ်းအမြောက်အများကိုတင်စီရရှိထားတယ်လို့ GNL ဗဟိုဌာနချုပ်ကနေတရားဝင်ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအကြံဖက်စေကောင်းစီရဲ့တင်ငန်းညီနောင်အခြေစိုက်ခမရ395တရင်ကို GNL ပူပေါင်းတက်တွေကမတ်လ9ရက်နေ့ကပဲထိုးစစ်ဆင်တိုက်ခိုက်ရမှာညနေပိုင်းမှာတော့တရင်တရင်လုံးကိုအပိသက်တိမ့်ပိုက်ရရှိခဲ့တာပါ။အဲ့ဒီလိုခမရ395ကိုထိုးစစ်ဆင်တိုက်ခိုက်တိမ့်ပိုက်မှုအတွင်း စစ်ကောင်စီတပ်သားအများပြားဟာတိုက်ပွဲအတွင်းမှာပဲအသီးသီးသေကုန်ကြတဲ့အပြင်လက်နက်ခဲယံအညောက်အများကိုပါကင်းနလီပူပုံတပ်တွေကတင်းစီရရှိထားတယ်လို့သိရပါတယ်။ရရှိထားတဲ့လက်နက်ခဲယံတွေထဲမှာ RPG တွေလက်နက်ကြီးစိန်ပြောင်းတွေစက်တနက်တွေအပါအဝင်လက်နက်အလက်ပေါင်း140နဲ့ခဲယံတွေအပြင်စခန်းတွေကမော်တော်ယာဉ်6စီးကိုပါတင်းစီရရှိထားတယ်လို့ကင်းနလီဗဟိုဌာနချုပ်ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျ။ တဖက်မှာလည်းကချင်ပြည်နယ်ဖားကန့်မြို့နယ်ကအကြံဖက်စစ်ကောင်စီရဲ့တမခန့်တပ်စခန်းကနေစုတ်ခွာထွက်ပြေးသွားတဲ့စစ်သား16ဦးကို GIA နဲ့မဟာမိတ်တပ်တွေကလိုက်လံတိုက်ခိုက်ချေမှုန်းရမှာစစ်ကောင်စီတပ်ကဘုံမှုန်းတဦးနဲ့စစ်သား2ဦးသေသွားပြီးတော့စစ်သား14ဦးကိုအရှင်ဖမ်းဆီးရမိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။အဲဒီအကြံဖက်စစ်ကောင်စီရဲ့တမခန့်တပ်စခန်းကို GIA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကထိုးစစ်တွေစတင်လိုက်ပြီးနောက်မှာပဲအပိဓာတ်သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ အဲ့ဒီနောက်တမကန်စကန်ကနေထွက်ပြေးသွားတဲ့စစ်သား16ဦးဟာမော်ရှန်ဂျေးရွာဆူတောင်းတောင်မှာပုန်းနေတဲ့အချိန် KIA နဲ့မဟာမိတ်တပ်တွေကတွေ့သွားပြီးတော့တိုက်ခိုက်ချိန်မုံတဲ့အခါဗိုလ်မှုတအုပ်နဲ့စစ်သားတအုပ်ဟာပွဲချင်းပြီးကိုသေသွားကြတယ်လို့ကျန်တဲ့စစ်သား14ဦးကိုတော့အရှင်ဖမ်းဆီးရမိထားတယ်လို့ KIA သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျတဖက်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်198ဦးကိုမြန်မာနိုင်ငံပြန်ပို့ဖို့ဆွေးနွေးနေရပြန်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဝင်ကြီးကအတည်ပြုလိုက်ပြီးထွက်ပြေးလာတဲ့သူတွေကိုထိမ့်သိမ်းကြွေးမွေးထားတယ်လို့လည်းဟာဆန်မမုတ်ကပြောဆိုလိုက်ပါတယ်အဲ့ဒီလိုဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုစစ်ကောင်စီတပ်ရဲ့နေကြားဆောင်တပ်ဖွဲ့ဝင်တွေထွက်ပြေးလာပြီးနောက်မှာလည်းအရသာတချို့ပါဝင်ရောက်ဖို့ကြိုးစားလာတဲ့အတွက်အဝင်မခံဘဲနှင်ထုတ်လိုက်ရတယ်လို့လည်းဆိုထားပါတယ်လက်ရှိမှာတော့ မြန်မာနယ်ကြားဆောင်တပ်ဖွဲ့ဝင်စုစုပေါင်း189ဦးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုထွက်ပြေးလာပြန်တဲ့အတွက်သူတို့ကိုပြန်ပို့ဖို့မြန်မာစစ်တပ်နဲ့ထပ်ပြီးဆွေးနွေးနေရပြန်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ဝန်ကြီးဟာဆန်မမုတ်ကပြောထားပါတယ်။တစ်ဖက်မှာလည်းအခုတပ်ပြီးထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်189ဦးကိုထိမ့်သိမ်းထားပြီးအစာအစာတွေပါကျွေးမွေးထားတယ်လို့လည်းပြောထားပါသေးတယ်ခင်ဗျ။ဒီတခါမကွေးတိုင်းဘက်မှာတော့ အောင်လံမြို့နယ်ကအချမ်းဖတ်စစ်ကောင်စီခန့်ဒါဆန်ကျေးရွာအုပ်ချုပ်ရေးမှုနိုင်ဝင်ဆိုသူဟာဘုံကြီးကြောင့်မှတိန်ရှောင်နေတဲ့အချိန်ပြစ်ခတ်ခံရပြီးသေသွားတဲ့အပြင်ပြစ်ခတ်သူတွေကိုဝင်ရောက်နှစ်ပန်းလုံးနဲ့ဘုံကြီးလဲသေသွားတယ်လို့ဒေတာကန်ပြည်သူတွေကပြောပါတယ်ဒီကနေ့မတ်လ23ရက်နေ့မနက်အစောပိုင်းမှာပဲနေအိမ်မှာမနေရဲတော်တဲ့အတွက်ဘုံကြီးကြောင့်မှတိန်ရှောင်နေတဲ့အချမ်းဖတ်စစ်ကောင်စီခန့်ဒါဆန်ကျေးရွာအုပ်ချုပ်ရေးမှုနိုင်ဝင်ဆိုသူကိုတနက်သမားတွေကနေဝင်ရောက်ပြစ်ခတ်ရှင်းနေရမှာနေရာမှာပဲပွဲချင်းပြီးကိုသေသွားတယ်ဆိုပါတယ် အဲ့ဒီအုတ်ကြီးနိုင်ဝင်းဆိုသူဟာအရင်ကတည်းကလည်းဓာတ်နဲ့အထိုးခံရပြီးမသေးပဲပြန်ကောင်းလာသလို2023စက်တင်ဘာလတုန်းကလည်းတနက်နဲ့ပြစ်ခတ်ခံရတဲ့အချိန်လွတ်သွားခဲ့ပြီးအခုတခါတော့ပွဲချင်းပြီးကိုသေသွားပြီလို့ဒေသခံပြည်သူတို့ကပြောပါတယ်အဲ့ဒီလိုဘုံကြီးကြောင့်မှလာပြီးပုံနေတဲ့အကျန့်ဖက်စစ်ကောင်စီခန့်အုတ်ချုပ်ရဲမှုနိုင်လင်းကိုတနက်သမားတွေကပြစ်ခတ်ရှင်းနေတဲ့အချိန်ပြစ်ခတ်တဲ့သူတွေကိုဝင်ရောက်နဘန်းလုံးနဲ့ဖုံးကြီးပါသေသွားတယ်လို့ဆိုပါတယ်အဲ့ဒီအုတ်ကြီးနိုင်လင်းဆိုတဲ့သူဟာ အကျံဖတ်စစ်တပ်အမာခံထောက်ခံတဲ့သူဖြစ်ပြီးစစ်တပ်အားကိုးနေပြည်သူတွေအပေါ်မောက်မာရိုင်းဆိုင်နေတဲ့သူဖြစ်တဲ့အပြင်ပြူစောတီအဖွဲဖွဲ့ဖို့ပါလုံနေတဲ့သူဖြစ်ပြီးအခုတော့သေပြီလို့ဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျအခုတခါမန္တလေးတိုင်းဘက်မှာတော့မြညာမျိုးနဲ့ပြုတ်ကန်ခြေရွာမှာအကျံဖတ်စစ်တပ်ကပြည်သူနှစ်ဦးကိုပစ်တပ်ပြီးတရွာလုံးကိုပါမိရှုဖျက်ဆီးလိုက်တဲ့အပြင် တကြီးရွယ်အိုအဖွားအိုတူလည်းမိလောင်ပြီးတေဆုံသွားရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒီကနေ့မတ်လ23ရက်နေ့မနက်6နာရီလောက်မှာပဲမြင်းညံမြို့နယ်ကပြော့ကန်ဂျေးရွာတဲကိုအကျန်းဖက်စစ်ကောင်စီတပ်သားတွေဝင်ရောက်လာပြီးတဲ့နောက်ဂျေးရွာနေပြည်သူနှစ်ဦးကိုအကြောင်းမဲ့ပစ်တက်လိုက်တဲ့အပြင်ဂျေးရွာတရွာလုံးကိုပါမိရှို့ဖျက်ဆီးလိုက်ပြီးအဲ့ဒီမှာမပြေးနိုင်တဲ့အဖွားအိုတူဟာမိလောင်ပြီးတေဆုံသွားရတယ်ဆိုပါတယ်အဲ့ဒီအကျန်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းဟာ ြုတ်ကန်ကျေးရွာအနီးတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားပြီးတာနဲ့ရွာတဲကိုဝင်လာပြီးဒေါ်မီလုံးတို့လင်မယားကိုပြစ်တက်လိုက်တဲ့အပြင်တရွာလုံးကိုပါအကြောင်းမဲ့မိရှုဖျက်ဆီးလိုက်တာဖြစ်ပြီးအဲ့ဒီမှာဒေါ်တောင်းစိန်ဆိုတဲ့အဖွားအုပ်တဦးပါမပြေးနိုင်တဲ့အတွက်မိလောင်ပြီးတေဆုံသွားရတာဖြစ်တယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်ခင်ဗျဒီတခါရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့တအမ်းပြည်နယ်ကနမ်ကမ်းမြို့နယ်မှာရှိတဲ့ဘိန်းဆိုင်ခင်အေကတထောင်ကျော်ကို TNLA တပ်ဖွဲ့ကနေမတ်လ၄ရက်နေ့ကစပြီး၁၂ရက်နေ့အထိဖျက်ဆီးရှင်းလင်းခဲ့တယ်လို့ TNLA ကနေသတင်းထုတ်ပြန်ထားပါလေ။အဲဒီလို TNLA တပ်ဖွဲ့ကနေတွားရောက်ဖျက်ဆီးရှင်းလင်းခဲ့တဲ့ဘိန်းဆိုင်ခင်းတွေဟာကြေးရွာပေါင်း၁၅ရွာမှာတည်ရှိပြီးဘိန်းဆိုင်ခင်းမောင်းဧက1000ကျော်ရှိတယ်လို့လည်းဆိုပါတယ်။အဲဒီလိုမြပြလာတဲ့ဘိန်းဆိုင်ခင်းတွေကို TNLA တပ်ဖွဲ့ကနေရက်ပေါင်း၉ရက်ကြာအချိန်ယူဖျက်ဆီးရှင်းလင်းခဲ့ရတယ်လို့လည်းဆိုထားပါလေ။လက်ရှိ TNLA တပ်ဖွဲ့ကနမ်ကမ်းမြို့ကိုတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးတဲ့နောက်မှာပဲ ဘိန်းဆိုင်ခင်းတွေကိုဖျက်ဆီးရှင်းလင်းတဲ့လုပ်ငန်းတွေဆောင်ရွက်နေတာဖြစ်ပြီးနောက်ထပ်မြို့နယ်အတွင်းမှာကြံနေသေးတဲ့ဘိန်းဆိုင်ခင်းတွေကိုလည်းဆက်လက်ရှင်းလင်းသွားမှာဖြစ်တယ်လို့ TNL ကနေတရားဝင်ကြေညာထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ